အနိဋ္ဌာယုံခေါ်တာပေါ့ကောင်းတာပေါ့အိဋ္ဌာယုံခေါ်တာပေါ့အတန်ကြားတဲ့အခါလည်းမကောင်းတဲ့အတန်လည်းကြားတာပဲကောင်းတဲ့အတန်လည်းကြားတာပဲအနတ်ကလည်းမကောင်းတဲ့အနတ်ဟုတ်လားရှူတာပဲကောင်းတဲ့အနတ်လည်းရှူမိတာပဲအရသာလည်းမကောင်းတာလည်းခံစားရတာပဲကောင်းတာလည်းခံစားခန္ဓာကိုယ်ထိတွေ့ရလည်းမကောင်းတာနဲ့လည်းထိတွေ့တာပဲကောင်းတာနဲ့လည်းထိတွေ့တာသို့သောသမာပုဂ္ဂိုလ်ကြီးကြပါဖြစ်တုံဆိုရင်မကောင်းတာနဲ့ကြုံရင်ဒေါသဖြစ်တယ်ကောင်းတာနဲ့ကြုံရင်လောဘဖြစ်တယ် ကောင်းမကောင်းကြုံတာချင်းကအတူတူပဲဖះလည်းကြုံတယ်ကိုလည်းကြုံတယ်ကြုံတာချင်းတူပဲဖះကြတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးရဏတွေကြတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးဘာကွာနေတုံးဆိုတရားအတိစွမ်းအားချင်းကွာနေတယ်တရားအတိနဲ့ခုခံပေးထားတဲ့အကြောင်းဖះရဏတွေရဲ့စိတ်ဓာတ်ချန့်ခိုင်မှုကတောင်ကြီးကဲ့သို့ဘလောက်ပြင်းထန်တဲ့မုံတိုင်းကြီးတိုက်တိုက်လှုပ်ရှားမှာမဟုတ်ဘူးတာဝမင်္ဂလာတုတ်ထဲမှာဖုတ်တတ်တာလောကတာမေးစိတ်တန်ရတာနတ်ခံမတိဆိုအဲ့ဒါပြောတာနော် ပဝန်းကျင်ကကိုယ်ကောင်းပြီးဝိုင်းမာနေကြလို့သဘောကောင်းနေတဲ့အကောင်းမျိုးကတော့ဒါအကောင်းမဟုတ်ဘူးလေဟုတ်လားဘလို့မှစိတ်ဆိုးအောင်လုပ်လို့စိတ်မဆိုးတဲ့ပုဂ္ဂိုလ်ကမှတကယ်အကောင်းလို့ဒီလိုပြောရမယ်အေးဒါကြောင့်မို့လို့တရားအသည့်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလောကဓာတ်ကြောင့်လည်းတုံလုံးမှုမဖြစ်ဘူးဘယ်လိုလောကကြီးထဲမှာဆိုရင်လောကဓာတ်ကရှိမှာပဲအကောင်းဆိုးဆိုဂျုံနေမှာပဲ အကျုံးနေတဲ့အချိန်မှာခုနက ကိုယ့်ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကိုလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာနဲ့ခုခံမလို့ဆိုခုနအတွေးနဲ့ခုခံလို့ရလောကရံနဲ့ကျုံးလာလို့ရှိရင်ရသော်ဘုရားကဥပမာလေးတစ်ခုပေးထားတယ်အဲဆုံးမထားတာရှိတယ်ဇမ္မာသာလတုတ်တံမှာဘုရားကဘာဟောထားလို့ဆိုလောကမှာလူတွေကဟိုကဲရတာမခံနိုင်ဘူးကဲရတာမခံနိုင်ဘူးကိုယ်လာကဲရင်စိတ်ဆိုးတယ် ချင်းဝိုင်းရင်တော့အဲ့ဒါတပြုံပြုံနေတယ်နော်အဲ့ဒါလောကဓာတ်မခံနိုင်တာလို့ခေါ်တယ်မြတ်စွာဘုရားကဘာဆုံးမလို့ဆိုရင်ကဲ့ရဲ့လို့ရှင်စိတ်ဆိုးနေတဲ့ကိုယ်လာပြီးတော့ပြစ်တင်ပြီးတော့ကဲ့ရဲ့မယ်ဆိုစိတ်ဆိုးနေတဲ့နံပါတ်၁စိတ်ဆိုးနေစိတ်ဆိုးလို့ရှိရင်ကိုယ်စိတ်တည်ငြိမ်မှုပဲကိုယ်အန္တရာယ်ဖြစ်သွားပြီကိုယ့်ရဲ့အသိဉာဏ်ကိုပဲအန္တရာယ်ပြုရရောက်သွားတယ်ဟုတ်တယ်လေစိတ်ဆိုးလိုက်တာနဲ့တည်းတည်းနဲ့အကောင်းဆိုးအကြောင်းကျိုးသိတယ် တယောက်ကလာခဲ့ရတယ်ခဲ့ရတာနဲ့ပတ်သက်ပြီးကိုယ်ကစိတ်ဆိုးလိုက်လို့ရှင်အဲ့ဒီသူပြောတဲ့စကားရဲ့အကောင်းဆုံးအကြောင်းကျိုးသူမသိတော့ဘူးဟောဒါကြောင့်ဘုရားကစိတ်မဆိုးနဲ့စိတ်ဆိုးရင်အကောင်းဆုံးအကြောင်းကျိုးမသိနိုင်ဘူးအဲ့တော့မလုပ်ရမလို့ဆိုလို့ရှင်အကယ်၍သူကချီးမွမ်းခဲ့ရတယ်ဆိုလို့ရှင်တဲ့ကိုယ်လာခဲ့ရတယ်ဆိုလို့ရှင်ကိုမဟုတ်ရင်မဟုတ်ဘူးဆိုတာကိုယ့်ဘာကိုယ်နှလုံးသွင်းလိုက် မဟုတ်လို့ရှိရင်မဟုတ်တဲ့အတိုင်းဖြေရှင်းလိုက်ဒီလိုဆိုလို့လည်းဖျားစိတ်ဆိုးနေမဲ့အစာမဟုတ်တာကိုမဟုတ်တာလို့ပဲဖြေရှင်းအောင်ဖြေရှင်းတယ်ဆိုတာသူယုံနေဖြစ်စေမယုံနေဖြစ်စေကိုမဟုတ်ဘူးဆိုတာဖွင့်ပြောရမယ်အဲ့ဒါအဲ့ဒါပြောတယ်ဆိုတဲ့နေရာမှာဆဲတာကြတော့ပြောစရာမလိုဘူးဆွဆွဲတာကြတော့ဖြေရှင်းရမယ်တဲ့ဆဲတာကြတော့ဖြေရှင်းစရာမလိုဘူးတဲ့ကိုယ့်ရဲ့ခန္တီတရားခန္တီဆိုတာကိုယ့်ရဲ့စိတ်ကလေး ငြိမ်းချမ်းနေတဲ့စိတ်လေးကိုလှုပ်ရှားမသွားအောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကိုခန္တီလို့ခေါ်တာမှန်ပါပါဗျာအခုခေတ်ခန္တီဆိုတာကဟေးပြန်မပြောရင်လည်းတော့ဘလောင်ဆူးနေအဲ့ဒါခန္တီမဟုတ်ဘူးနော်ပြန်တော့မပြောနှုတ်ခမ်းရဆူးနေတယ်စိတ်ထဲကတော့မကျေနပ်ဘူးတစ်ပြစ်တောက်တော့ဖြစ်နေအဲ့ဒါခန္တီမဟုတ်ဘူးခန္တီဆိုတာကိုယ့်ရဲ့အပြုံးမပြတ်တဲ့စိတ်ကလေးကိုထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကမှခန္တီတဲ့ကိုယ့်ပင်ကိုယ်စိတ်ကလေးကို တကယ်ဝမ်းမြောက်နေတဲ့စိတ်ကလေးငကိုကြည်နူးနေတဲ့ပင်ကိုစိတ်လေးကိုဘေးကအာယုံကနေလာတိုက်ပြင်မဲ့လို့မလှုပ်ရှားတဲ့စိတ်ကမှဒါခန္တီလို့ခေါ်တယ်နော်မှန်ပါဗျာခန္တီရဲ့စိတ်ကဒါမို့ခွန်ကြီးတို့နိုင်ငံသားတွေရှင်းပြတဲ့အခါကျတော့ခန္တီဆိုတာလို့သရဏီနဲ့ကြည့်မယ်ဆိုတော့ဗမာကတော့သိခံတယ်လို့ဘာသာပြန်တယ်လို့သရဏီနဲ့ကြည့်မယ်ဆိုရင်စွမ်းရည်စိတ်စွမ်းရည်တစ်မျိုးပဲလို့စိတ်စွမ်းရည်တစ်မျိုးဆိုတာ ability to maintain normal position ability to maintain normal position mental position စိတ်ရဲ့ပုံမှန်ဒီ normal ကိုသူကထိန်းထားနိုင်တာပြောတာကြည့်လေ normal ဆိုဘာတော့စင်တကယ်ချင်းတစ်ယောက်ထိုင်စကားပြောနေရည်လို့မောလို့ဟိုတယောက်ကလာတဲ့ပြီး6တိုက်လာဆဲသွားတယ်ဒီလူတစ်ယောက်ဟာဒီဟိုငါကရည်ကမောတာတွေမရှိတော့ဘူးဟာဒီကောင်စော်ကားတာဆိုပြီးထောတာတွေထပေါက်ခွဲကုန်ကြတယ်ဟုတ်လားခန္တီပြက်သွားပြီပေါ့ သူတို့ငကိုအနေထားပြက်သွား normal က abnormal ဖြစ်သွားပြီဒီလိုဆိုလို့အဲ့ဒါခန္တီမဟုတ်ဘူးတဲ့ခန္တီဆိုတာကတကယ်ကိုကိုယ့်ရဲ့စိတ်မူလအခြေအနေကိုထိန်းထားနိုင်တဲ့စိတ်စွမ်းရည်တစ်မျိုးကိုခန္တီလို့ခေါ်တယ်လို့ဒီလိုမှတ်